ချမ်းသာနှစ်ယောက်လုံးကထားပါရဲ့ရှာပင်နဲ့တော့မရဲ့ character ပြင်ပုံစံနဲ့တိတ်မတူဘူးမေမေနဲ့ပိုတူတယ်တော့ရတာနော်ပြပေရောမေမေရောရဲ့ဒီအမေရုပ်ကတော့ပြပေနဲ့ပိုတူပဲပြောကြရဲဟုတ်လားမသိဘူးမမကတော့အငယ်ဆုံးဖြစ်တာပေါ့အငယ်ဆုံးဆိုတော့အိမ်မှာအငယ်ဆုံးဖြစ်တော့နည်းနည်းအဲ့လိုချွဲတယ်ပေါ့နော်ဟိုအဖေကိုချွဲလိုက်အဖေကိုကချွဲလိုက်တယ်ဆိုတော့ပြပေစိတ်ဆင်းရဲမဲ့ဟာကြီးညီမမလုပ်ဖြစ်ဘူး နှစ်ယောက်လုံးပေါ့နော်ဖေဖေရောမေမေရောစိတ်ဆင်းရဲမှာရေညီမအခုချိန်ချင်းလုံးဝမလုပ်ပါဘူးညီမရဲ့ character ကတော့ပုံပေါ်မပါသေးပဲတငယ်ချင်း၃ယောက်ပေါ့နော်ဒီခီးထွက်လာရေပေါ့ခီးထွက်လာရေနဲ့ဒီခုံကြီးချောင်းမှာအဲဘာရေးဆက်ပြမလဲဆိုတော့ရုပ်ရှင်ပေါ်မှာလာကြည့်ပေးပါလို့ဖေဖေနဲ့ကဒီကားမှာပစင်းမဲစုံလာ main scene ပေါ့နော်အဲ့ဒါလေးကတော့အမှတ်တရပါပဲပြောပြပေးရတယ်ဟိုရိုက်ကွင်းနောက်ွယ်မှာညီမကိုတင်ပြပေးရတယ်ရှိရပါတော့ character နဲ့ပတ်သက်ပြီးတော့ ယူဂျီ character ကလည်းပုံပုံပါလေးပဲကိုလုံးနိုင်တဲ့ character လေးနဲ့ပြတော့ပေးရရိုက်ခွင့်ပေးရမှာပေါ့ဒီလေအဓိကတော့ညီမကိုတောပြပေးရတယ်ရှိရပေါ့နော်ရိုက်ခွင့်မှာတော့မဟုတ်ဘူးရိုက်ခွင့်နောက်ပဲပေါ့နော်အိမ်မှာဘာလို့တောပြလေးရဲ့ဘယ်လိုအဲကျောင်းဆောင်ရမလဲပေါ့နော်ဒီဇာတ်လမ်းပေါ့အဓိက script ကိုတေးချဖတ်တိုင်းလေပေးရ character ကိုပေါ့နော်ဘာပို့ပြီးရောတာဒီကောင်းမှာအရင် ကြရတယ်။ဖေတော့အမြဲပဲ character လေးပေါ့နော်။ဖေဖေပြောတင်းရဲကဖေဖေကတော့ပထမဆုံးပဲဖေဖေရဲ့ character ဆန်းဆန်းလေးဆိုတော့ဖေ character တော့မဟုတ်ဒီမှာအရန်သဘောကျပါတယ်ရှင်။ပါပြလာတယ်ပါပြလာတယ်ပါပြလာတယ်တရေကအရင်ကြိုက်တယ်ပေါ့တရေကတွေတော်တော်များများကြည့်ပြတယ်ပါတယ်တရေကဖန်မဲဆိုတော့ရမ်းရော့ ထွက်ခဲ့တော့မရှိဘူးပြီးတော့အင်းချစ်တို့နဲ့ပေါ့နော်တူတူတယောက်ဆောင်အားဆိုတော့ပေးอยู่လည်းညာရယ်ပေါ့နော်တငယ်ချင်းနေစီပဲဆိုတော့ဒီကဖေဖေရောမေရောညီမကိုသိချမ်းသာအောင်နှစ်ယောက်လုံးကထားပါရဲ့ရှာမေမေနဲ့တော့ပို့တူရယ်ဘာလို့လဲဆိုတော့စိတ်ကောက်တာဘာလို့လဲဆိုတော့မေမေနဲ့ကပို့တူပြင်းနေတော့မရဲ့ character ပြင်ပုံစံနဲ့အသိမတူဘူးမေမေနဲ့ပို့တူရယ်တော့ရမှာเนาะဖေဖေရောမေမေရောရဲ့ဒီ ဒါပေမဲ့ရုပ်ကတော့ဖေဖေနဲ့ပုံကြည့်ရဲပြောကြရဲဟုတ်လားမသိဘူး။ဘာသာကျတော့အငယ်ဆုံးဖြစ်တာပေါ့။အငယ်ဆုံးဆိုတော့အိမ်မှာအငယ်ဆုံးဖြစ်တော့နည်းနည်းအဲ့လိုချွဲတယ်ပေါ့နော်။အဖေကိုချွဲလိုက်၊အဖေကိုကတ်ချွဲလိုက်လဲဆိုတော့ strong ဖြစ်လာဆိုတော့ဒီအပြင်ပေါ့နော်အလုပ်တွေပါလုပ်ရမယ်ဆိုတော့ဒါညီမ character ကချိန်ဝါမှာပေါ့နော်။အိမ်မှာဆိုရင်တော့လောကကလေးပါပဲ။ပြင်ညာတော့ကျတော့ရှင်နေရပေါ့နော်ညီမကရိုက်ကွင်းနေပါလေဆိုဖေဖေရိုက်ကွင်းနေတိုက်ဖြစ်တယ်ပြီးတော့ လူပညာအလုတ်ကပြပြပြောသလိုပဲမလွယ်ပါဘူးတော်တော်ကြီးကိုပြင်ပန်းတယ်ပေါ့နော်ဒါကကိုအရင်တော့မသိခဲ့ဘူးအဲ့လိုဘေးကပဲကြည်ရင်းနဲ့ပဲသိပြီးတော့ဘယ်လိုပြောရမလဲသိပြီးတော့ဟိုရမ်းမပြင်ပန်းဘူးလို့ထင်ခဲ့ရတော့မဲ့ကိုတကယ်ရိုက်ကြည့်ရတဲ့အခါမှာတော်တော်ကြီးကိုပြင်ပန်းပါရဲ့လို့ပြောကြောင့်တဲ့ပြပြကိုဒါတော့ချစ်တာပါချစ်ချစ်တော့ပြပြစိတ်ဆင်းရဲမဲ့ဟာကြီးညီမမလုပ်ဖြစ်ဘူး ံးပါနော်ဖြစ်ဖြစ်ရောမမေရောစိတ်ဆင်းရဲမှာရေညီမအခုချိန်ကြီးလုံးဝမလုပ်ပါဘူးပညာကြီးအလုပ်ကတော့ဖြစ်ဖြစ်ပဲအဓိကမဟုတ်ဘူးဇလန်းနေပါရေဆိုလို့ရှိရင်ရွေးပြရပါနော်ဇလန်းအလုပ် script တွေပါရေဖြစ်ဖြစ်ဖတ်ပြီးတော့ဖြစ်ဖြစ်ရွေးပြရဇလန်းနေဆိုလို့ရှိရင်ခုနောက်ပိုင်းရိုက်ဖြစ်ရိုက်ဖြစ်မှာပါညီမရိုက်ခဲ့တဲ့ကားတွေကပေါ့လုံးဝညီမစိတ်တိုင်းကြညီမရွေးချင်လိုက်တဲ့ကားတွေတစ်ခုမှမပါဖြစ်ဖြစ်ရွေးပြတဲ့ဇလန်းတွေကိုပဲညီမရွေးချယ်ပြီးတော့ရိုက်ရိုက်ညီမတို့တမိသားစုလောက်ပါပေါ့အဓိကကတော့ ကို profile လေးတွေอ่ะပို့ပြီးတော့များရဲ့ပေါ့ကိုဆိုလဲကိုတီဆိုလဲပို့ဆိုလဲသူဆိုလို့ရှင်အဲ့လိုဓာတ်ပုံတွေပါတင်တော့တိတ်မကြိုက်ဓာတ်ပုံတွေတင်မကြိုက်ဘူးပြီးလို့ရှင်သူ့ဘယ်လိုသူ့အကြောင်းတွေပါသူကရုပ်ရှင်ဒီအမှုပညာအလုပ်ကိုလောကဝါတာမပါဘူးเนาะဆိုတော့ easy seven နေရတဲ့ life လေးကိုပို့ပြီးတော့ကြိုက်ကြအောင်ကိုတီကိုကြာတိတ်ပြီးတော့မတွေ့ကြအောင်เนาะပြီးတော့သူကဓာတ်ပုံရရင်သူကထွက်ပြေးသွားအဲ့လိုဆိုအဲကိုတီကိုတိတ်မသိကြဘူး အမေဖဖေရဲ့နဲ့ဆိုရင်ကိုတီးကပိုတူရဲ့ပြောကြတယ်တော်များတယ်သူကြီးတို့ဖြစ်နေရတော့မဟုတ်ပါဘူးအဲ့လိုဖေကိုဒီကတော့စေးပါးတိုက်ချင်းကိုတိုက်တယ်အဲ့လိုကျမ်းမာရေးပေါ့နော်ဒီကတော့ကျမ်းမာရေးလေးကိုလိုက်ပြောသွားတယ်ပတိပေးရပတိပေးရနေလေးပါကတော့အဲ့လိုပေါ့ဖေကျမ်းမာရေးပြီးရင်ဖေကအဲ့လိုစားချိန်တမစားဘူးအစာအိမ်ဖြစ်ပါလို့ဆိုလို့လေမုန်းနေပါလေဆိုတော့စားဖို့ထားကြရင်မေ့သွားတာရှိရ လိုက်ပြီးတော့ဒီပေးအဲခေရတာဟိုဟာတာကားရပါဆိုဖေဖေအခုနောက်ပိုင်းဆိုရှက်လာတယ်လို့တောက်ကပြောတယ်မြမကတော့ကျတော့ဇလန်းဆိုလို့ရှင်ဇက်ဇက်ကောင်အနေနဲ့ပဲမြင်လိုက်တယ်ကွဟာတာကားဆိုဖေဖေလိုရမယ်ဒီကရိုက်တာရဲ့ဟာတာကိုဟာဇက်ကောင်အနေနဲ့ပဲခံစားလိုက်တယ်ဆိုတော့ရှက်စရာတော့မရှိပါဘူးလို့ဖေဖေကတော့အဲလိုမျိုးရှက်နေရပါတော့ဒါကြလည်းအသက်ကြီးွားတာတွေလည်းပါမယ်ပြီးတော့ ်ဟာတာကဘယ်သိမရဆိုတော့အဲ့လိုပါပေါ့နော်အဲ့ဒါကြီးဖြည့်ရဲ့ရွေးချယ်မှုပါပဲဆိုတော့ဖေကအရင်ကနှုတ်ပညာလို့ကိုဖေ prime အကောင်းဆုံးရွေးချယ်မှာတော့ဆိုတော့ဖေရွေးတဲ့ဇလန်းတွေကိုဝင်ဖို့ကအကုန်လုံးကြည့်ခဲ့ရကြီးပြင်းခဲ့ရပေါ့နော်အဲ့ဒါကြီးကြည့်ပြီးကြီးပြင်းခဲ့ရဆိုတော့ဖေရွေးချယ်သမားကိုကအားပေးနေပါလား